ပြန်ရောက်လာပြန်ရောက်လာပြီးတော့ကြောကိုတစ်ချက်ပုတ်လိုက်တယ်ပုတ်လိုက်ပြီးတော့ခလေးကိုအိတ်တောင်းတယ်တဲ့အခုနဆိုင်ကနေဖြုတ်သူဖြုတ်လာခိုင်းတယ်အိတ်အိတ်တောင်းတဲ့ဟာကိုဒီခလေးကဘာဖြစ်လဲဆိုတော့အိတ်တယ်မကဘူးသူ့ကိုအိတ်ကောပတ်ဆက်အောင်ထုတ်ပေးမိသွားတယ်တဲ့อืมထုတ်ပေးမိလိုက်တယ်ဗောနော်ထုတ်ပေးမိသွားတယ်တဲ့သူအဲ့လိုမျိုးပခောင်းတစ်ချက်ရိုက်လိုက်တာထုတ်ဆန်ကိုင်းရှင်မင်္ဂလာပါကင်ဘရိုရဲ့ဒီပုံထိမှမြင်ရတဲ့လူနေရလင်းလေးကတော့မြတ်တော်တော်ကြီးနဲ့သတိထားဖို့လိုပါတယ်တော်တော်ကြီးနဲ့ဒါအထူးဆန်းလို့ပြောရမယ်ဗျာနော်ဆိုတော့ အလင်းပုံလင်းလေးကိုတော့ဒီဗီဒီယိုဖိုင်တင်မှာပြောပြထားတဲ့ညီမလေးတယောက်ကအစအဆုံးထိပြောပြထားပါတယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုဖိုင်တင်ကိုမုတ်တရာအဖြစ်ပြန်ပြီးတော့နောက်ထပ်ကြည့်အောင်โอเคဆိုတော့ကျွန်တော်နဲ့တူ let's go ဘိုင်း6နိုင်မထိုးခင်လောက်ကဆိုင်မှာပစံကိုတိတ်အလိန်ခံလဲရတယ်ဗောနော်။ဘာလို့တင်တာလဲဆိုတော့ နောက်ထပ်ဆိုင်တွေဟာထပ်ပြီးတော့လိမ်မဆုလို့ဒီလူရဲ့ပုံစံအောင်လဲသိထားစေချင်တယ်ပြီးတော့သူ့ရဲ့လိမ်မုံလိမ်နည်းကိုလည်းသိထားစေချင်လို့ပေါ့နော်နောက်ထပ်သူလည်းကိုယ်လိုအလိမ်မခံရအောင်လို့တန်းတန်းဖြစ်ပါတယ်မနေ့ကတော့ကိုယ်ကလည်းအိမ်အောင်စစောပြင်လာမိသွားတယ်အော်ခါတိုင်းဆိုရင်အိမ်ရောက်လို့ဆိုရင်လည်းဆိုင်ရန် CDB ကိုကိုယ်ကလှမ်းလှမ်းပြီးတော့ကြည့်ရမနေ့ကကြာမကြည့်မိဘူးအဲ့မှလည်းအင်းကြီးအပြာနဲ့ပစိုးမှပြီးတော့ဝင်လာတယ်လို့ ဒီလိုဒီလိုနော်ဒီလိုနော်ဝင်လာနဲ့လုံးဝကိုယ်နဲ့တိရယ်ပေါ့အဲ့ဒါကိုယ်နဲ့လုံးဝရင်းနေတယ်ကိုယ်နဲ့တိရယ်ပုံစံမျိုးဆိုင်မှာတပ်ပြောတာတပ်ပြောပြီးတော့ဘယ်လိုပြောလဲဆိုတော့ तू ကဈေးကောင်းရောက်အောင်ပေါ့စီပင်ရောက်အောင်ပေါ့နော်ဝင်လုံးလားဈေးကောင်းရောက်အောင်ဟိုမှာဒီပင်တီးဖို့တို့မှာအကျွေ6သိန်းလောက်ရှိရပေါ့အဲ့ဒါအကျွေနဲ့ပတ်စံ6သိန်းနဲ့အဲ့လိုတောင်းနဲ့6သိန်းနဲ့လဲကျင်တာပေါ့နော်ဒီကခလေးတယောက်နဲ့ပတ်စံ6သိန်းထည့်ပေးလိုက်ပါပေါ့ဟိုရောက်လို့ဆိုရင်အမ်စီပင်ရောက်လို့ဆိုရင် तू အကျွေ6သိန်းပြန်ထည့်ပေးလိုက်မယ်ပေါ့ ဒီလားအဲ့အဲ့လိုပြောတာအမှန်တကယ်တော့ဟိုသူပဲစေကောင်းသလားကိုရီပဲအတလားတော့မသိဘူးဟုတ်လားကိုရီအားလားကိုရီအားလားရုံွယ်လို့ဖြစ်သွားနောက်တစ်ခုကလည်းသူကစီပင်ယုံကပြောတော့စီပင်ယုံကိုမလိုက်ခဲ့ခိုင်းတာဆိုတော့လေအဲ့လိုမျိုး အယုံလွယ်သွားတာပေါ့နော်ပြောမယ်ဆိုရင်တော့အယုံလွယ်ပဲဖြစ်သွားအဲဆိုင်ရန်ကလေးနဲ့မဆန်၉သိန်းအောင်လဲထည့်ပေးလိုက်တယ်အမှန်သူကအဲ့တလုံးမှာဆိုင်ရန်ကလေးကိုလှမ်းပြီးတော့ဖြုတ်ခိုင်းတာအဲ့အဲ့တလုံးမှာဖြုတ်လာခဲ့ပေါ့သူကရုပ်တရက်အယမ်းရှိရဲ့ဒီလားအဲ့တလုံးမှာဖြုတ်လာခဲ့ပေါ့ဘိတ်ဆာကျွေးထည့်ပေါ့အဲ့ဆိုင်ရန်ကလေးကလည်းအဲ့တလုံးဖြုတ်သွားသူကလုံးဝနော်ကိုနဲ့လုံးဝရင်းနေတဲ့ပုံစံဆိုင်မှာတပြောတာနော်အဲသူကဈေးကောင်းရောက ဘာညာဆိုပြီးတော့အဲ့လိုမျိုးတက်ပြောအဲ့ဒါခလေးကိုပဲသူကခေါ်သွားတယ်ခေါ်သွားပြီးတော့လေကိုရီဒီဆိုင်ကျော်မှာကုံညောက်ဆိုင်ရှိတယ်။အင်းအဲ့ကုံညောက်ဆိုင်မှာလည်းသူကစကားဝင်ပြောလှမ်းလှမ်းပြောတာစကားကိုအဲညီကိုရီသူ့မှာအကျွေး၃သိန်း၄သိန်းလောက်ရှိတယ်လာခဲ့အောင်မဲ့ဘာညာဆိုပြီးတော့အဲ့လိုမျိုးအဲ့ကုံညောက်ဆိုင်ကကိုကြီးနဲ့လည်းစကားလှမ်းပြောတော့ဆိုင်ကခလေးကလည်းအဲသူကလုံးဝဈေးရလွေနဲ့လည်းအကလုံးတိတယ်ဘာဖြစ်နေကြလဲအယုံသွင်းတာပေါ့နော် ညာဘက်ကျတော့ကိုညာဆိုင်ရကိုရကိုကဖုန်းဆက်ပြီးတော့မေးတာပေါ့ကိုကြီးကိုကြီးနဲ့အဲ့လူစကားလှမ်းပြောတယ်လို့ပြောကိုကြီးနဲ့တိလားဆိုဟိုကိုညာဆိုင်ရကိုကြီးကညီမလေးရဲ့အဲ့အဲ့လူနဲ့ကိုကြီးနဲ့လည်းမတိဘူးတဲ့မြင်လည်းမမြင်ဘူးတဲ့သူဘာစကားလှမ်းပြောမြင်လည်းမတိဘူးတဲ့လောကမတိဘူးလို့ပြောတာပေါ့ပြီးတော့ခဆိုင်ကလေးကိုခေါ်သွားပြီးတော့သူကတလန်းလုံးမှလည်းအဲ့လိုမျိုးစကားတွေတလန်းလုံးကလူရင်းနဲ့လည်းသူကစကားတွေလှမ်းလှမ်းပြီးတော့ပြောတာပေါ့နော်အဲပြောရအောင်နောက်ဆုံးစီပယုံနဲ့ထီလေသူကဝင်သွားတယ်သူစီပယုံနဲ့ထီဝင်သွားတော့ကလေးကိုသူကအဝမှထားခဲ့တယ်တဲ့ခဏညီလေးခဏစအောင်ပေါ့ ညပစံကိုသိမ့်နေမင်းနဲ့ခဏစအောင်မငါထဲထဲမှာအချွေသွားယူလဲအောင်မယ်ပေါ့ပြီးရပြီးရောခလေးကိုအဆဲတဲ့ဒီမခေါ်တော့ပြင်မှာစောင့်ငိုင်းပြီးတော့ तू ကပြန်ထွက်လာတယ်တဲ့ပြန်ထွက်လာပြီးတော့ဗာပြောလဲဆိုတော့ရုံးမှာပစံမရှိဘူးပေါ့မင်းအိမ်လိုက်ခဲ့ပေါ့အိမ်မှာပစံသွားယူမယ်ပေါ့အဲ့ဒါဒီကခလေးကလည်း သူကလည်းတိတ်ပြီးတော့ကလေးဆိုလည်းနားမလဲဘူးပေါ့နော်အဲလူကြီးခိုင်းတာပဲလောက်ကတော့ဆိုတော့အမှလူကြီးကတော့နားမလဲလို့လည်းခိုင်းနေရခေါ်သွားလဲဆိုတော့အမှငွေရတူအပေါ်မှာစာဝါရီရှိရစာဝါရီဘေးမှာတိုက်တိုက်စောက်နေတာရှိတယ်အဲအဲ့တိုက်တဲ့သူဝင်သွားတယ်ဝင်သွားရဲ့ကလေးကိုကြတော့အပြင်မှာ ရက်ဆောင်ခိုင်းတာပဲခဏဆောင်ကအိမ်ထဲမှာအကြွေထုတ်သွားယူလဲအောင်မယ်ဆိုပြီးတော့ဒီကခလေးကလည်းဒီဘက်လှည့်ပြီးတော့စောင့်နေတာပေါ့သူ့အဝမှာစောင့်နေပြီးတော့သူကအနောက်ကနေပြန်ရောက်လာပြန်ရောက်လာပြီးတော့ကျောင်းကိုတစ်ချက်ပုတ်လိုက်တယ်ပုတ်လိုက်ပြီးတော့ခလေးကိုအိတ်တောင်းတယ်တဲ့အခုနဆိုင်ကနေဖြုတ်သူဖြုတ်လာခိုင်းတယ်အိတ်အိတ်တောင်းတဲ့ဟာကိုဒီခလေးကဘာဖြစ်လဲဆိုတော့အိတ်တယ်မကဘူးသူ့ကိုအိတ်ကောပတ်စံအောင်ထုတ်ပေးမိသွားတယ်တဲ့ ထုတ်ပေးမိလိုက်တယ်ဗောနော် ထုတ်ပေးမိသွားတယ်တဲ့သူအဲ့လိုမျိုးပခုံးတစ်ချက်ရိုက်လိုက်တာထုတ်ပေးမိသွားတယ်ပြီးလဲပြီးရောပတ်စံ6ဒိန်းလဲယူသွားတယ်အဲ့လဲယူသွားတယ်အဲ့ထဲလဲဝင်သွားတယ်ပြီးတော့အမရှိတော့သူလဲစောက်နေရဗောနော်ပြန်ထွက်လာမလားထွက်လာမလားထွက်လာမလားတတော်ကြရဲအဲ့ခလေးအိမ်နားမှာနေစောက်နေကန်ကောင်းတာတကူကဘာလဲဆိုတော့လေဒီပတ်စံ6ဒိန်းဟိုတာဒီခလေးရသတိရှိပြီးတော့မပေးဘဲနဲ့နေအဲ့ပတ်စံ6ဒိန်းတို့နဲ့ဒီခလေးကိုလဲသူကအန်နေပြုတ်မှာပဲသူတို့ကသူတယောက်ထဲတော့မဟုတ်ဘူးနောက်ထပ်လူတွေလဲပါအောင်မှာပဲရှိနေအောင်မှာပဲ ပစံ၉သိန်းအောင်ဒီကလေးကမပေးဘဲနဲ့ငင်းဆန်နေလို့ဆိုရင်လေဒီပစံ၉သိန်းကြောင့်လည်းဒီကလေးအသက်နဲ့တခုခုဖြစ်မှဒါမဖြစ်သွားဘူးဒါကတော့ကန်ကောင်းသွားတာပေါ့နော်ကန်ကောင်းတော့အပီးလဲပြီးတော့ဆိုင်အောင်ကလေးလဲပြန်ပြီးတော့ရောက်လာတယ်လမ်းလျှောက်ပြီးတော့ဆိုင်အောင်ကလေးလဲပြန်ရောက်လာတယ်သူလည်းမရှိတော့ဘူးပစံ၉သိန်းလည်းအလိန်ခလေးရပါတယ်ပါသွားတယ်ပေါ့နော်လှုပ်ရှားရှိတာနောက်မှထပ်ပြီးတော့လှုပ်မယ်ပေါ့နော်အဲ့တော့ဒီလို ဒီလိုမျက်နှာအောင်လဲအမှတ်ထားပေးပါဘောနော်သူ့ရဲ့လိန်လေးကလည်းလုံးဝလူရင်းပုံစံလိန်နဲ့အမှန်တကယ်တော့ကိုယ်ရဲ့အယုံလွယ်သွားတာလည်းပါဘောနော်သူပဲစိတ်ကောင်းလားဘာလားတော့မပြောတတ်လောလောဆယ်တော့ပစံကိုသိမ့်တော့အလိန်ခံလိုက်ရပါတယ်ဆိုတော့ဗျာဒီလိန်လေးကလည်းတော်တော်ကြီးဆိုင်ပါတယ်เนาะအဲဆိုတော့အိမ်မာလိန်သွားကြတော့တော့မဟုတ်သေးဘူးဗျာသူကအိမ်မာတခါလိန်ပြီးမှပိတ်ဆိုင်အိုက်ကိုဟိုကြိုက်ခိုင်းမှဟိုအဝေးကြီးမှတော့ပြီးတော့ပိတ်ဆိုင်ယူပြီးမှလိန်တာအ ဆိုတော့တော်ကြီးလည်းအဲဒိဋ္ဌာဘုလိုပါတယ်လင်းလေးတွေကလည်းလင်းလေးပေါင်းစုံရှိပါတယ်အဲဒီရဲ့ပိုင်းတွင်းမှာလည်းကျွန်တော်တို့ဒီဌာနဆိုင်ရာရုံးတွေမှာကထင်ပွဲတွေရှိတယ်ဗျာနော်ဒီကထင်ကိုအကျောပြပြီးတော့စေပင်ရင်းကိုသူကအဲကြောက်တွန်းပြီးမှအဲ့လိုစေပင်ရင်းကနေပြီးတော့အချွေလို့ဆိုပြီးတော့လောက်တော့တာပေါ့နော် ဆိုတော့ဒေါ်ရကြီးနဲ့တတိယကြပါလိန်လေးတွေကလည်းကျွန်တော်တို့လည်းလည်းမမိတော့ဘူးဒီနေ့တစ်မျိုးဒီနေ့တစ်မျိုးအဲ့လိုမရိုးနေအောင်ပဲတွေးနေရပါတယ်နော်ဆိုတော့ဒေါ်ရကြီးအတတိထားကြပါနော်ဆိုတော့ view finding ကတော့တောင်းပါပဲဘုရားဖြစ်ပြန်တယ်များဝင်နေရှင်ဖြစ်ပါတယ်နောက်ထပ် view finding မှာကျွန်တော်တို့ပြန်တွေ့ကြအောင် okay see you next video